ဆယ်ဆယ်ပိုင်းမော်တာနဲ့ပြုတ်လုပ်ထားတဲ့ဖြတ်ခုံလေးကိုဆက်ပြပြီးတော့မှဖြစ်ပါတယ်ခင်ဗျာနော်ဒီမော်တာလေးက2800ကျပါခင်ဗျာနော်ဆယ်ဆယ်ပိုင်း288ဝက်ပါ RPM အရန်များပါတယ်ခင်ဗျာ RPM များတော့ကျွန်တော်တို့ကဘာတွေလုပ်လို့ရလဲဆိုတော့ရေမော်တာလုပ်လို့ရတယ်ဒီလိုမျိုးဖြတ်ဆက်တွေလုပ်လို့ရတယ်ဖောက်ဆက်တွေလုပ်လို့ရပါတယ်ခင်ဗျာနော်ဖြတ်ဆက်ကောင်းပြောင်းလေးရတောင်းလေးတောင်းချက်ပါခင်ဗျာဒီထဲမှာပုံမှန်တိုင်းအကုန်ပါပါတယ်အက်ကြီးပါတယ်ဖလော့ဝိုင်းပြားတွေကိုအဖြုတ်တက်လုပ်ဖို့အတွက်ဂွားတွေပါတစ်ခါလေးပါပြီးသားပါခင်ဗျာနော်ကျွန်တော်ဒီမှာဆက်ပြမှာတော့ AC တွဲဖို့အဒပ်တာလေးပါနော်ဒီကောင်လေးက 5mm ပါ3.0ကနေတွဲဖို့ဒီလိုလိုချိန်လို့ရပါတယ်ခင်ဗျာမော်တာလေးအနည်းငယ်လို့လို့ရတယ်ပေါ့နော်ဒီမော်တာလေးတကယ်ကိုအားရမ်းပြင်းပါတယ်ခင်ဗျာတက်သားပါဖြတ်လို့ရပါတယ်ကျွန်တော်အခုတက်ထားတယ်လွှော်ဝိုင်းပြတော့ဒါတက်သားဖြတ်တဲ့လွှော်ဝိုင်းပြပါတော့เนาะအဲဒါတော့လွှော်ဝိုင်းခေါင်းပြောင်းလေးပါတော့ဒီခေါင်းလေးကတောင်းလေးတောင်ကြက်ပါ အကြီးလေးကိုရှော့လိုက်ပြနော်ရှော့ပြီးတော့အလွယ်တကူပါပဲလို့ထိုးထည့်လိုက်ပါခင်ဗျာနော်အဲတူကလည်းလည်းထိုးထည့်ရင်နော်ဒီမှာဝင်ရိုးလေးပေါ်နေသေးရယ်နော်အဲ့တော့ကျွန်တော်တို့ကဝင်ရုံမပေါ်အောင်တခုခုပလေယာနဲ့ဖြစ်ဖြစ်တူနဲ့ဖြစ်ဖြစ်နော်ဒီမှာရိုက်ထည့်လိုက်အဲအရစ်ကိုတော့မနာအောင်ယူဆိုင်ပေါ့ဒီလိုမျိုးလေးရိုက်ထည့်လိုက်ရင်ရပါတယ်ခင်ဗျာလုံးဝကတ်သွားမယ်ပေါ့နော်တေချာလေးရိုက်ပါကျွန်တော်တို့ကဖြတ်ဆက်လုံးမှာဖြစ်တဲ့အတွက်အနေရရှိပါတယ်တေချာလေးဝင်အောင်ရိုက်မယ်ခင်ဗျာနော်ဝင်အောင်ရိုက်လို့ရှိရင်ဒီပုံစံလေးဖြစ်သွားပြီနော်ဝင်အောင်ရိုက်ပြီးွားရင်ဒီကောင်းလေးတွေကိုဖြုတ်လိုက်ပါဒါနမူနာပြပြီလားနော် ဖြုတ်ပြီးတော့ကျွန်တော်တို့ bracket လေးတက်ပါမယ်ခင်ဗျာနော် bracket ကိုအရင်တက်သားမှာစကူနဲ့ဆွဲပါခင်ဗျာနော်၄ပေါက်လုံးဆွဲနိုင်တော့ပိုကောင်းတယ်ဆွဲပြီးွားရင်ဒီလိုလေးတက်လိုက်အောင်ပါပဲโอเคဗျာအဲ့တော့ကျွန်တော်ဒီမှာနမူနာဖြတ်ပြပေးပါမယ်နမူနာကတော့ဂထုပြားပဲဖြတ်ပြမယ်ခင်ဗျာနော်အားတတော်ပြင်းပါတယ်ခင်ဗျာ quality လည်းတော်တော်ကောင်းပါတယ်ဒီမှာစဖွင့်မယ်ခင်ဗျာနော်ဒီကောသုံးဖို့တော့အစပြီးတော့အလုပ်လုပ်ပြီမော်တာအာဒါတော့တော်တော်ပြင်းတယ်သုံးလေးတော့ပါနော် သုံးလေးတော့မှတော်တော်ပြင်းတယ်။အာ၆လောက်ဝင်တော့တော်တော်ပြင်းတယ်ဒီ။စစ်သားထဲမှာတုံတယ်ခင်ဗျာနော်။အဖြတ်လို့ရတယ်ခင်ဗျာ။ကျွန်တော်စံပယ်ဖြတ်ပြလေးပါမယ်။ တော်တော်ပြေးပါလေခင်ဗျာနော်ဒါတော့ဒီမှာဟိုဆက်လမ်းဖို့ပဲရှိသေးတယ်တော်တော်ပြေးပါလေဒီမော်တာနဲ့လုံးမယ်ဆိုရင်ကျွန်တော်တို့ကအထိုင်ကိုထိချာလုံးရပါမယ်ခင်ဗျာနော်သူကစပီးများလာတယ်ဒီတသားတိုင်းကြီးပါရွေ့လာအောင်နော်โอเคဗျာ ဒါလေးလာပြပေးတာပါအဲ့တော့မော်တာလေးက2800အထိုင်ကောင်းက1400ပါခင်ဗျာနော်ဒီလိုမျိုး AC ဒဗလာဝင်ကောင်းတော့ဈေးကြီးရယ်ဗျာ2900ဖြစ်တဲ့အတွက်ပါနော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒါလေးလာပြပေးတာပါ